ားလုံးပဲမြင်လို့ပါခင်ဗျာဒီနေ့ကျွန်တော်တို့အများသူငါယုံပိတ်ရက်လေးပါကျွန်တော် Fibonacci နဲ့ပတ်သက်တဲ့အဲ tips လေးကိုကျွန်တော်အရန်အရေးကြီးတဲ့ tips လေးကိုကျွန်တော်ဒီမှာ knowledge sharing နဲ့မျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကအာဥပမာ trend တစ်ခုက up trend ပဲသွားနေတာပဲဖြစ်ဖြစ် down trend ပဲသွားနေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာဘယ်အထိ retracement ယူနိုင်လဲဆိုတဲ့အပေါ်မှာကျွန်တော်ကဘာနဲ့တိုင်ရလဲဆိုတော့ကျွန်တော် fibonacci နဲ့တိုင်ရတယ်ဗျအဲ့တော့ fibonacci retracement အပေါ်မှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော် bitcoin market မှာပဲကျွန်တော်ပြန်ပြီးတော့ဟိုပြပေးခြင်းနဲ့ပေါ့နော်အဲ့တော့အရင်ဥဆုံးကျွန်တော်တို့ကတည်ထားမှာက fibonacci ရဲ့ ratio တွေကိုတည်ထားမှာပေါ့နော်အဲ့တော့ fibonacci မှာတကယ်အရေးကြီးတဲ့ ratio တွေရှိတယ်အဲ့ဒီ ratio တွေကိုတည်ထားမှာဒါကျွန်တော်တို့ကဒီ trend ကဥမာဆိုပါဆိုဒီမှာဆို bitcoin မှာဆိုရှင် ် uptrend ပေါ့နော် uptrend ဟာဘယ်ထိ retracement ယူနိုင်လဲအဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကအာသဘောပေါက်မှာဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာကျွန်တော်တို့ကစောင့်ပြီးတော့ကျွန်တော်တို့က trade uh setup ကိုကျွန်တော်တို့ကစောင့်ပြီးယူအောင်มาဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့က bitcoin မှာပဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်လိုက်ပေါ့ bitcoin မှာကျွန်တော်ဒီမှာ replay ပြဘာလို့ replay ပြမလဲဆိုတော့ ကျော်စွင်းတစွင်းစာဖီဝိုနာချီဘလူတိုင်းရတယ်ထွန်းတစွင်းစာအာဖြစ်သွားပြီလို့ဆိုရင်ဖီဝိုနာချီဘလူတိုင်းရလေပေါ့ဗျာဆိုပါစို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင်โอเคအဲ့တော့အရင်ဆုံးစာဖီဝိုနာချီကိုဟိုဒီ trading view ထဲမှာဖီဝိုနာချီဘလူထည့်ရမလဲဆိုတာလေးကိုကျွန်တော်အရင်ပြောပြပေးချင်ပါတယ်အဲ့တော့ trading view ထဲမှာဖီဝိုနာချီထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီမှာ အာဟိုခဲတဲ့ပုံစံလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်လိုက်လို့ရှိရင်သူ့ရဲ့2စီတဲ့မှာလीအဲ gams and fibo ဆိုတာရှိတယ်ဗျအဲကောင်လေးကိုတစ်ချက်ဒီမှာ fibonacci fibo retracement ဆိုတာရှိတယ်အဲကောင်လေးနှိပ်ပြီးတော့ဟိုကျွန်တော်တို့ ဒီလိုအပေါ်အောက်ကအပေါ်ဆွဲလိုက်ရုံပဲပေါ့နော်အထရမ်ပါဆိုလို့ရှိရင်အဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဖြူနာချီယူတဲ့ပုံစံပေါ့နော်အဲ့ဒါလေးอ่ะโอเคအဲ့တော့ကျွန်တော်ကျွန်တော်ပြန်ဖြောက်လိုက်မယ်အဲ့တော့ပြန်ပြပေးရမယ်ဆိုလို့ရှိရင်ဒီခဲရလေးကိုနှိပ်မယ်ပြီးလို့ရှိရင် gams and fibonacci တွေက fibonacci retracement ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ယူလို့ရပါတယ်ဒါကတော့ trading view ထဲမှာ fibonacci ယူတဲ့ပုံစံလေးပါโอเคကျွန်တော် replay ကိုတစ်ချက်သွားမယ် replay ဆိုတာဗျာအာဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော် back testing နေဒီ trading view မှာ back testing လုပ်ကျွန်တော် replay နဲ့ပြန်ပြီးတော့ကျွန်တော်ကျွန်တော်ဆိုရင်တော့ replay နဲ့ပြန်လောက်တာပေါ့နော် replay ေးဆိုတော့ဟိုအရှိကဒီဒီမှာဆိုပါစို့ကျွန်တော်ကဒီ trend လေးကိုပဲကျွန်တော်ကပြကျင်တာဖြစ်တဲ့ကြောင်းအော်ဒီရှိကကန်နယ်တွေကိုကျွန်တော်ခဏဖြောက်လိုက်တာပေါ့ဗျာပြောမှဆိုရှင်ဟုတ်ပြီနော် playback ပြန်သွားလိုက်တဲ့သဘောပဲဗျာအဲ့တော့ကျွန်တော်တို့ကဒီ setting နဲ့ကိုတစ်ချက်ဝင်မယ် setting နဲ့ကိုတစ်ချက်ဝင်ပြီးွားရှင် bar replay ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ် bar replay ဆိုတာတစ်ချက်နှိပ်လိုက်ပြီးတော့ဥမာဆိုပါစို့ဗျာအဲဒီနေရာလေးပေါ့နော်ဒီနေရာလေးဒီနေရာလေးကိုကျွန်တော်တစ်ချက် cap လုပ်လိုက်မယ်အဲ cap လုပ်လိုက်ပြီးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ cap လုပ်လိုက်တဲ့နေရာရဲ့အနောက်က ဟိုကျွန်တော်တို့ကန်နေရီကပျောက်သွားဘူးเนาะပျောက်သွားပြီးတော့ကျွန်တော်တို့ကတတိုင်းချင်းကန်နေတတိုင်းချင်းကိုပြန်ပြီးတော့ play လုပ်လို့ရတယ်ဗောနော်အမှပြန်ဆန်းကျွန်တော်တို့ battle state နေပြန်လုပ်ဟိုကျွန်တော်ပြန်လေးချင်အဲ့လိုမျိုးလေးချင်လို့ရတယ်ဗျဒီကောင်လေးကလေ trading view ထဲမှာ okay အဲ့တော့ကျွန်တော်တို့က Fibonacci နဲ့ပတ်သက်လို့တွေ့အောင်ဗောနော်အဲ့တော့ Fibonacci နဲ့ပတ်သက်လို့တွေ့အောင်ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ trend လေးတစ်ခုရှိရဗောနော်အဲ့တော့ကျွန်တော်ဒီမှာ trend ကိုမြင်တာအောင်